ျွန်တော်တို့ကမိသားစုဖြစ်လို့ဆိုရင်ဘယ်မိဘမဆိုဒါကမိဒေါက်တာဖြစ်စီချင်းကြတဲ့အမှုတော်ဆောင်ကောင်းကြီးဖြစ်စီချင်းကြတယ်ဒါဆိုကျွန်တော်တို့ကြည့်အောင်ဒီလိုဖျားခြင်းအတုံးတော်ခံတဲ့တာမီးမြစ်ဖြစ်လာလေဆိုတော့ကျွန်တော်ကြည့်တဲ့အခါမှာဒါဝိရဲ့အသက်တာလေးကျွန်တော်ကြည့်ချင်တယ်။ဘုရားဝတ္ထုထဲမှာအာဒါဝိစင်တက်လာတဲ့မျိုးစစ်ကိုကျွန်တော်ကြည့်တဲ့အခါမှာတကယ်တော့ဒီတွေလာလူမျိုးတွေဟာသူတို့ကအေတွေလာလူမျိုးအချင်းချင်းယူပြီးမှနော် အသက်ရှင်ဖို့ရတဲ့ဘုရားခင်ကမိမထားတဲ့သူမျိုးစုတစုဖြစ်တယ်။ဒါပေမဲ့ဒါဝိကိုကျွန်တော်ကြည့်တဲ့အခါမှာဒါဝိဆိုတဲ့စီဘီရင်ဝင်ပွားလာတဲ့နော်သူ့ရဲ့အရင်မြစ်ဖိုးကြည့်တဲ့အခါမှာအဖေကိုကြည့်တဲ့အခါမှာဘယ်နည်းစိတ်သက်လာလဲဆိုတော့ဒီကိလေသာမျိုးချင်းချင်းစုံစည်းပြီးမှဖြစ်လာတဲ့ပါမီမဟုတ်ဘူး။တိုင်းတစ်ပါးကကပြားနဲ့ဝင်ပွားလာတဲ့ဒါဖြစ်တယ် ။ဒါပေမဲ့အဲ့ဒီတောင်းတော့ဘုရားခင်ကမဖြစ်လဲဆိုရင်အဲ့ဒီဒါဝိဆိုတဲ့ညုံနေစုကိုမိဖွားလာတဲ့ကျွန်တော်ရှင်ကိုကောင်းကြီးခံစားခဲ့ရဆိုတော့ပြရတယ်။ဆိုတော့ကျွန်တော်ကြည့်ရခါမှာဒါဝိဆိုတဲ့ရှင်ဘီမိဖွားလာတဲ့နေရာကိုပြန်ကြည့်မယ်ဆိုရင်ဘယ်လင်ဘယ်မျိုးပြောတာဖြစ်လဲ။ဘယ်လင်မျိုးဆိုတာကလည်းတကယ်ဒုစရိုက်တကယ်အမောင်နေကြီးတကယ်မကောင်းတဲ့နေရာတစ်ခုဖြစ်တယ် အဲ့ဒီနေရာနေမှာဒါဝိဆိုတဲ့ရှင်ဘီနေဟာမိဖွာလာဖြစ်တယ်။သူပြောချင်တာကတပားတူနဲ့ယူထားတဲ့အိမ်ထောင်ကနေမိဖွာလာတဲ့ဒါကနေအမွေဆက်ဒီလိုက်မှာဒါဝိဆိုတဲ့ရှင်ဘီနေဒီကလည်းမူရစ်မှာလေမီမျိုးလို့ပရိုဖက်အမျိုးရှင်ဘီမျိုးဆိုတဲ့ကောင်းကြီးကိုဒါဝိကခံစားခဲ့ရတယ်ဆိုတော့တည်ရတယ်။ဒီလိုဒီမှာတဲ့တာသမီးတွေဘယ်လိုရှင်လို့ရှိပါအောင်ကျွန်တော်လည်းလို့ရှင်တာဖြစ်တယ်။ နော်ဒီတာသမီတွေကိုလည်းကျွန်တော်တို့တရိပ်ရှင်မြညာတက်တည်ဖြစ်စေချင်တာဖြစ်တယ်။ဒါဆိုရင်ကျွန်တော်ကြည့်အောင်ဒီတာသမီတွေဘယ်လိုလိမ်မာလာမလဲ။ဒီတာသမီတွေကဘယ်လိုလို့ဥမတကယ့်မြညာတက်တည်ဖြစ်လာမလဲ။ကျွန်တော်ကြည့်တဲ့အခါမှာတွေ့ရလဲဆိုတော့ယူရာဝတ်ထုထဲမှာတကယ်သမူလေးထူထားတယ်။ယူရာဟာတကယ်ပြောမှရှင်သူ့ရဲ့ရုပ်မှကဘာလို့လဲဆိုတော့အာမကြီးကဖြစ်တဲ့ဝါစာဖြစ်တယ်နော်။ကျွန်တော်ကြောက်ကြိုက်တခု ဖတ်တော်ချင်တယ်ယူလာဝတ္ထုခန်းကြီးတစ်ခန်းနေနေ့ကိုပဲကျွန်တော်ဖတ်တော်မယ်သို့တူအမိကအီလိမလက်မယားအမိကနောမိသားနယောက်အမိကမဟာလုံနဲ့ခေယုန်ဒီသူတို့ဒီယူလာပြည်ဗဲလင်မြို့ ifre အဲ့ဒါဖြစ်တဲ့မောဘပြည်တို့တွားယူနေကြဤဆိုတော့တွေ့ရတယ်ဆိုတော့ကျွန်တော်ကြည့်တဲ့အခါမှာ AP ကလူမျိုးတွေကျွန်တော်လက်ခံပြောရတယ် ဒနာစီ if you ပညာဆိုအမျိုးပြောတယ်။ဒါပေမဲ့ဒီမှာကျတော့ယူရအမျိုးဘောနော်။သူကဘာဖြစ်ဆိုတော့တခြားနိုင်ငံမှာခက်ခဲတဲ့ကြောင့်တွားနေရတာဖြစ်တယ်။တွားနေတဲ့အခါမှာသူ့ရဲ့သားတွေကဒေါအောင်ဆန်းစုကြည်ပြောတယ်လို့ပေါ့။ဒေါအောင်ဆန်းစုကြည်ကိုနိုင်ငံသားတွေကပြီးကြတယ်။ဒေါအောင်ဆန်းစုကြည်ရဲ့နင်းကမြန်မာပြည်ကိုအများချစ်တာပဲ။ဒါပေမဲ့ဘာဖြစ်လို့မြန်မာပြည်ကိုမယူတာလဲ။နော်။ဘာမှဘာပြည်သားတွေနဲ့အိမ်ထောင်မကျတာလေလို့ မိတဲ့ခါမှာတော်တော်ဆန်းစုကြပြန်ပြောလိုက်တယ်အေးမှတ်တယ်ကျမကမြန်မာပြည်သားတွေအများချစ်တယ်ဒါပေမဲ့အိမ်ထောင်ကြရမယ့်အရွယ်မှာတဲ့မြန်မာပြည်မှာမွေးဖွားပဲနိုင်ငံခြားမှာမွေးဖွားတဲ့ကြောင့်ကျွန်တော်ဟာတိုင်းပြည်လူလူလာဖြစ်တယ်တကယ်လို့ဒါကျမသားလေးမြန်မာနိုင်ငံမှာနေခဲ့ဆိုကြောင့်မြန်မာပြည်သားကိုကျွန်တော်ယူမှာအိမ်ထောင်ဒီဆောက်ခဲ့မှာဖြစ်တယ်လို့ပြောပါတယ်ဆိုပြောချင်တာကကျွန်တော်တို့ရဲ့ generation တွေဆိုတာက USC ရောက်လာပြီနော်ဖျားရဲ့ချင်းဆိုတော့ကျွန်တော် USC ရောက်လာ ော့ကျွန်တော်တို့ရဲ့တာသမီတွေလည်းခြုံလို့မရဘူး။ဒေါ်ဆန်းစီကြည့်ပြောလို့ဒီနိုင်ငံချမှတ်နေပြီဆိုတော့တနေ့တစ်ချိန်မှာကျွန်တော်မိသားစုထဲမှာလူချူနဲ့ယူတဲ့လူတွေရှိလာနိုင်တယ်။နော်။တနေ့တစ်ချိန်မှာလူမဲနဲ့ယူတဲ့လူတွေရှိလာနိုင်မှာဖြစ်တယ်။အဲ့တော့ကျွန်တော်ကမယားဘူးလို့တော့ပြောလို့မရဘူး။ဘာလို့ဒီနိုင်ငံမှာချစ်ပြတာဖြစ်တဲ့ကြောင့်ဒီနိုင်ငံအလျောက်တော့သူတို့ကရွေးချယ်တာဖြစ်ကျွန်တော်တို့ကခုချိန်မှာတချို့ကျွန်တော်တားသမီးတခါတည်းကျွန်တော်မေ့ချင်တယ်ဒီဘယ်လိုမျိုးကိုကြိုက်တယ်တချို့က ကျွန်တော်ကတော့အရှတ်သားပဲ။တူရအဲကျွန်တော်တာကြီးနဲ့ဟုတ်ဘူးနဲ့စကားပြောကြတယ်။ဒီလိုဘယ်လိုမျိုးမိမကြီးယူဖို့စီစဉ်တာတာတိုင်းပြောတာ။ဟုတ်ကူကဟုတ်ဘူးနဲ့ကျွန်တော်တာကြီးရပါဆော။ကိုရရယူတာ။ဒါတို့ရဲ့အကျင့်ကြီးပေါ့နော်။ဒါတခြားလူတွေကျွန်တော်ပြောကြည့်တော့ကျွန်တော်ကျန်းစာပေးပေးကျွန်တော်ကလေးတွေလည်းကျွန်တော်မြင်။ကင်တော့ဘယ်လိုညာညာကျိုက်ရလဲဆိုချက်ပါ။ကျွန်ကျွန်တော်ကလည်းအသားမဲလူကျိုက်တယ်။ ကျွန်တော်ကအကူတွေအနေနဲ့ရောတဲ့ခါမှာမွေးရတဲ့ကလေးတွေအားလည်းချစ်စရာကောင်းတာပဲအဲ့လိုခင်လို့လူတွေရှိတယ်ဘာချင်တာကတာတမီတွေဆိုတာကဒေညာရောက်ရောက်သူတို့ဟာရွေးချယ်သွားတာမဟုတ်ဘူးနော်အဲ့တော့ကျွန်တော်တာတမီတွေဟာလူချင်းနဲ့မပေါင်းရဘူးလူမဲနဲ့မလူရောတဲဆားနဲ့မလူရောတပြောရင်လည်းတနည်းကျရင်ဘသူနဲ့မလူဆိုကျွန်တော်ဆုံးဖြတ်လို့ရအောင်အဲ့တော့ဒီတာတမီတွေကဘယ်လိုလူနဲ့ပဲယူပါစေနော် ဲ့ဒီယူကမျိုးတွေစုတဲ့နေအာဗြဟံမျိုးအီဇက်မျိုးရှင်မင်းမျိုးတွေမွေးပေါ်တဲ့လူတွေပြေစလားအာမင်ဘာလို့ကျွန်တော်ရဲ့တာသမီတွေကကျွန်တော်တို့ကစွရင်ပြရမလို့ဟဲ့ညီတို့ကလူမျိုးနဲ့မျိုးအမိုးဆိုရင်ပြောကြတယ်နော်အချင်းနဲ့နော်ဝါနော်ဒီမိသားစုစမှာနော်အဲ့ချစ်ဆရာတော့ကျွန်တော်ဆိုရင်လည်းတောင်မျိုးယူထားတယ်နော်ဒီမှာစကားတာဆိုလဲအိမ်မလေးယူထားတယ်ဆိုတော့ကြိုးချင်တာလား ုနေတဲ့အတိုင်းအဝိုင်းမှာအိမ်ထောင်ကြရဖြစ်တယ်။တော့ကျွန်တော်ဖြေဆိုကျွန်တော်ငင်းတော့ဆိုကျွန်တော်တို့အကူလူလူတွေယူရမယ်။ဟုတ်လား။အမျိုးမအယူယူရမယ်။အဖိုးရဲ့အမိဘာညာတော့စီစဉ်ထားတာ။အဲ့ဒါမယူဆိုရင်ငါ့အုပ်မျက်နှာဖြတ်တာအုပ်မဖြတ်တာပဲတော်မှသားအဖြစ်နဲ့မဆက်သွင်းတော့အဲ့လိုအဖြစ်တော့မှကျွန်တော် strong ဖြစ်တာ။ကျွန်တော်မိမနဲ့တွေ့ရကျွန်တော်အဖေဒီမျိုးသမီးကိုကျွန်တော်ယူဖို့ဘယ်လိုလဲဆိုတော့ဟာအာမင် ။သူလည်းကြီးပဲသူလည်းအမေပြောတာ။ယူလိုက်တယ်။ယူလိုက်တဲ့ခါမှလေဒီမိမအဖြစ်လေကျွန်တော်ဖေအမေရခုချိန်ထိကျွန်တော်မှဒီလေးနဲ့ဒီမလေးရောက်ပုံမှရှိတယ်။ကျွန်တော်ကလေသူတို့ကိုပြောဆိုပတ်စံပို့ပေးတာတခါမှရှိဘူး။မိမကလည်းအေးဒါလားဒါလားတော့ပို့ပေးနေတာ။ညီညီမလေးတပို့ပေးနေတာ။အမျိုးတွေ တော့ခါတော့ကျွန်တော်မက်ဆေ့ပို့ကျွန်တော်ဖတ်မှာတော့ညာလို့တို့လေတော့ဖတ်တယ်အေးထုတ်လိုက်ပါဆိုရင်ညီမကိုပူရင်းနဲ့တောင်းတောင်းပို့ပေးလိုက်စီစနာယူရစ်မင်းမကိုရဲ့တူပေါင်းတဲ့ဆက်ဆံတဲ့လူကအမျိုးဟုတ်မှာကိုရွှေကိုမျိုးတိတာမဟုတ်ဘူးမိဘကိုယူတိတာမဟုတ်ဘယ်လိုလူနဲ့ပဲပေါင်းပေါင်းဘယ်လိုလူနဲ့ပဲရရဒီလူမျိုးတွေဒီသားသမီးတွေ generation ကလေအာဗြဟံအေဇေယာကုပ်ဒါဝိဒ် တကယ်ရှိပေအောင်ရှင်အင်ဂျင်နီယာဒေါက်တာတွေရှိဖို့အလို့မှာကျွန်တော်တို့ကဘာလို့ဖို့လဲဆိုတော့အခုလည်းရှိတယ်တခုလည်းရှိတယ်မိခင်တွေအခုချိန်မှာမိခင်တွေအမှုလေမိခင်ဖြစ်တယ်တွားနေတယ်မိခင်ဖြစ်တယ်ဒီမှာအရာကိုတဘောကြတာပါလဲဆိုဒီနေ့မနေ့မရအမိကနောမီနောမီကဘာလို့လဲနိုင်ငံ6ရောက်သွားပြီသူလည်းအမျိုးမတော်ဘူးနော် တပားသူသူ့သားတွေနဲ့ယူတဲ့အခါမှာအိမ်ဆောင်ကြတဲ့အခါမှာမိလူကတပားသူတွေဟုတ်မိလူတွေကိုဘာမှကြိုက်ဘူးမပြောဘူးဘာလို့လဲဖေယားတရားကြောင့်ပြောပြီးတော့ဖေစလောဖေယားတရားကြောင့်ပြောပြီးတဲ့အခါမှာသူ့သားတွေကဖေယားသိတယ်ဒီတမီးတွေကဖေယားမသိတဲ့အခါမှာတမီးတွေကဖေယားတရားသိအောင်ပြောပြီးတဲ့အခါမှာဒီတမီးတွေကလေဒေနီယာတော့တော့ရဲ့နော်တင်းတော့ဘူးလိုက်နေ အဲ့ဒါဒီမကတိပါဆိုတင်ကိုကိုရဲ့ဖရာကျမဖရာဖြစ်ပါစေဘယ်လိုလဲအာမင်ကံကျော်ရဲ့တာတိရေမြေရေမြစ်တွေအကုန်ကကောင်းကြီးအင်ဂျင်နီယာတောက်တိုင်းဖြစ်တဲ့တကဘယ်လိုလုပ်လဲယူလာပါစေကျွန်တော်ကဘာလို့ဘုလဲအဲ့ဒီယူလာမဲ့လူတမတရားတဲ့လမ်းပြတုံတင်တတော်ဖြစ်နေသူဖြစ်စေဒီတာတိရေဘယ်လိုလုပ်လဲယူအင်ဂျင်နီယာ ဒေါက်တာရှင်မရင်မျိုးအာဗြဟံမျိုးမွေးဖွားလာဖြစ်တယ်ပရိသတ်လောဒါကြောင့်ဒီကလေးကျွန်တော်တို့တက်တာမှာဒီသားသမီးတွေတက်စဉ်းစားရနေစဉ်တော့ဘာတိမဆိုကိုမျိုးနဲ့ပူတော့ယူစီချင်တာပေါ့နော်ကိုမျိုးနဲ့သူဖို့ညမနောက်ဆုံးကိုအာရှတာချင်းချင်းအဲကိုအာရှတာချင်းချင်းပေါ့တော့ကိုအတင်းတာချင်းချင်းတော့မှပြီးတက်ပြန်ချင်တာဟိုကပြောဆိုကျွန်တော်မလေးရှားမှာပါလဲဆိုတော့မိမမရနိုင်တဲ့လူတွေကိုလေတကယ်ချင်းနဲ့ဘာလို့ကြာလဲဆိုတော့ ။လောက်ဆုံးမရနိုင်တဲ့ခါမှာသူ့ညီမကိုခေါ်ပြီးမှအခါနဲ့မခဲ့တော့တော့ပါနေတယ်လား။အယောကီရောပေးစားတယ်ဘယ်ချင်တာကလူကြီးကအမျိုးမျိုးကြီးနေတယ်ကြာရည်ပြီးမှကိုယ့်ရဲ့မိသားစုကိုယ့်ရဲ့ generation ပေးစားခြင်းတဲ့ခါမှာလူကောင်းရဲ့ပေးတွေ့ခြင်းတဲ့ချိန်မှာအလောက်ရှိတော့မှလူကြီးကဘာလို့လဲတော့ခံတာမှကြိုးစားကြတာဖြစ်တယ်ဘယ်သူမှဆိုတာသမီးရဲ့အတွက်ဆိုရင်လည်းဘယ်သူမှဆိုတာသမီးကောင်းစားတာလို့ခြင်းတယ်ဒါဆိုတာသမီးကောင်းစားပြန်တဲ့ကကျွန်တော်ကလည်း ကိုသားသမီးကဘသူနဲ့ဒိတ်လုပ်နေပြီလဲပြီဆိုရင်ဘာလုပ်ဖို့လိုလဲဆဆူတော့ဆူတော့ဒီမကတေးဒီသမီးကိုဘလာနဲ့လို့မတားလို့ညာဘူးဒီတော်ရမဲ့တမက်ကြီးကိုမလာနဲ့လို့ပြောလို့ညာလာတဲ့ခါမှာတမားချင်းစားတယ်ကိုတင်ပြီးပြေစောအမေအဲ့လိုလုပ်ဆိုရင်ဘသူဒီမေးလာလဲဒါဝိဒါဝိရှင်မင်းယူလာရှင်မင်းအစ်တွေလာရှင်မင်းရှင်မင်းတော့တယူမှုန်တော့ ယူလာတဲ့အစ်ဒီလာကွဲနေတာကိုစူးစီးပေးတဲ့ရှင်ဘီအဲ့ဒီမျိုးတွေကလည်းရစ်ပေါ်ဟစ်မျိုးပရောဖက်အမျိုးရှင်ဘီမျိုးအောင်ကြီးတို့မျိုးခံစားတဲ့လူကိုဝေဖွာလာတဲ့ဒါဝိဆိုရင်ဒီမျိုးစုကိုဝေဖွာလာဖြစ်တယ်အာမင်အကြောင်းဒီသားသမီးတွေချက်ချလို့အားစသူတို့တွေကဘယ်လိုနည်းယူလာမလဲဆိုတော့ဘယ်လိုများတော့အခုတော့ချက်ချတူချက်ဝင်စားနေတယ်ကိုသူတို့တွေတော့ဟုတ်ရှင်ကွာ ဘလို့ဘလို့ပေါဝင်ချင်ပါနေရဆိုပေါဝင်ချင်ပေါ်မှာကိုကခုပြတာဖြစ်တယ်ဒီကနေ့ကျွန်တော်တို့က US ရောက်လာမှအာချင်းပြည်ကမြန်မာပြည်ကလူနေပဲပေးစားတယ်လို့လို့ပြောတော့ဘူးကိုနေတဲ့နေရာမှာဘလို့လူနဲ့ရမယ်ဆိုတာကိုမသိဘူးသူတို့ဘလို့လူကိုစိတ်ဝင်စားတယ်ဆိုတော့ကိုမသိဘူးလူဆိုးတယ်မသိဘူးသူ့တော်ပြရမယ် yes နောက်ဆုံးပြောမယ်နောက်ဆုံးပြောတာနောက်ဆုံးပြောတာပြိခဲ့တော့မှအဲ့ဒီလူဆိုးကိုကိုကကယ်တင်ချင်းပြတော့ပြောမှာ ဲ့ဒီလူကဖျားပြီလားပြန်ပြန်ကျွန်တော်တို့ကတောင်းရှိတတ်တယ် yes အမေအဲ့တော့ကျွန်တော်တက်တာပါကိုနိုင်ကစူပါအောင်မယ်ကိုနိုင်ကဝင်ကတက်တည်ထားရမယ်ဟောပြောရမယ်အခုဆွေရင်ကြည့်ဒေါ်လာကြီးရချိမတကယ်လေးမှာချိမပန်းစံထားပါဖြူလေတမန်ပြောက်ဒီခါသူ့တမီးအားဖြင့်သူ့အားဖြင့်ကြည့်ဟိုမှာလေးကက်ပီလန်တက်လို့ကျွန်တော်ရတာဖြစ်တယ်ဒါကြောင့်ဒါဝေးစံမျိုး တကယ်ဖျားတုံးပြတဲ့လူတွေကိုမွေးဖွားတဲ့ generation တွေကျွန်တော်တို့တားသမီးတွေရှင်ပါဒီကောင်းကြီးကိုခံစားဖို့ရန်အတွက်အဖို့လုံးကပါစတာကအဓိကမဟုတ်ဘူးဆိုတာပါစတာလို့မလို့လို့ပြောနေတာမဟုတ်ဘူးအမှုတော်ဆောင်သူကိုကိုရန်ကတားသမီးတွေပေါ်မှာလက်တင်ဒီမှာဆူတောင်းပြီးတော့သူတားသမီးတွေကိုတမန်တရားတုံတင်ပြီးတော့သူဖြစ်နေဆိုရင်အဲ့ဒီကောင်းကြီးကဘယ်ရရရမရှုံရှုံနဲ့အသက်တာမှာပန်းဆိုင်အောင်ဖြစ်တယ်ဆိုမှ နုကပတ်တော်နဲ့ဝိညာဉ်အချင်းဖြစ်တဲ့ဝိညာဉ်နဲ့နုကပတ်တော်ပေါ်မှာဖြစ်ခြင်းဒီကောင်းဖြစ်ပါစေအာမင်